အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တို့သတင်းဌာနကနေအော်တိုဘာလ20ရက်နေ့မနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ MNDAA ရဲ့စစ်တုံးဘတ်ဟောင်းနမခစစ်တိုင်းမှုမျိုးမင်းထွေအမိန့်ဖြင့်ခံကောနယ်ရှိအရာရှိအချို့နဲ့စစ်မှုရန်အများစုပါသည့်စစ်အင်အားများကလေးမျိုးကိုရောက်ရှိစစ်ကြောင်းများပြိုင်ထိုးရန်လှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မခွေးတိုင်းခံကောမြို့နယ်ကယူဟာမှုအပါဝင်အကြံဖက်အရာရှိတချို့နဲ့စစ်အင်အားတွေကိုမုံရွာနမခတိုင်းမှုမျိုးမင်းထွေကကလေးမျိုးစီခေါ်ယူအင်အားဖြစ်တင်ရင်နမခနယ်မြေအတွင်စစ်ကြောင်းတွေပြန်ထိုးခိုင်းဖို့လှုံ့ဆော်နေတယ်လို့ရောအလင်းတန်းအဖွဲ့ဝင်ကိုမင်းတက်တာကသတင်းဌာနကိုပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နဲ့18ရက်နေ့တွင်မှာဂန်ကော်မြို့ခလာရ90တက်ကအကြံဖတ်ပြူဟာမှုလှမျိုးထွန်းတဲ့အရာရှိအချို့အပါဝင်စစ်အင်အားတချို့ကိုစစ်ထောက်ဖို့ရဟတ်ရင်တွေနဲ့ဇကိုင်းတိုင်းကလေးမျိုးစီခေါ်ဆောင်ခဲ့တယ်လို့မြေမြင့်ချင်းထိဆက်နေတဲ့တာယာဝတီပြူစောတိရွာကစစ်ကော်မရှင်အင်အား30နီးပါးလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုခေါ်ဆောင်ခံရတဲ့အကြံဖတ်စစ်ကော်မရှင်တပ်သားအများစုဟာပြည်သူစစ်မှုထမ်းပါစရီဖြစ်ကြပြီးကလေးမျိုးတက်ကတော်မှနေရာယူထားကြောင်းသိရပါဗျ။ အကြံဖတ်စစ်တပ်ဟာအော်တိုဘာလဒုတိယနဲ့တတိယပတ်တွေတွင် Y8 ထောက်ဖို့လေယာဉ်နဲ့၅ကြိမ် ATR 72စစ်ထောက်ဖို့လေယာဉ်နဲ့၂ကြိမ်စုစုပေါင်းစစ်အင်အား300နီးပါးကိုကလေးမျိုးစီခေါ်ဆောင်ထားခဲ့တယ်လို့လည်းကိုမင်းတပ်သားကပြောပါရယ်စစ်တပ်ကခံကောဟန်တာဝတီကလေးကလန်ပိုင်းကိုပြန်လည်ထိန်ချုပ်နိုင်ဖို့အပြင်ခေါ်ယူအားဖြည့်ထားတဲ့စစ်အင်အားတွေနဲ့ချင်းပြည်နယ်ဟာခါအပါဝင်တမူးမုံရွာကလေးနဲ့ခံကောနယ်တွေစီစစ်ကြောင်းတွေအပြိုင်ထိုးဖို့စူးစမ်းလာတယ်လို့လည်းသိရပါရယ် ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လအတွင်းအရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုးကို MNDAA နဲ့ပူးပေါင်းတပ်တွေဝင်ရောက်သိမ်းပိုက်ချိန်လက်နက်ချအငြင်းခံခဲ့တဲ့ဘုံမှုချုပ်မျိုးမင်းထွေဟာတုံပန်းအဖြစ်ကနေလွတ်မြောက်လာပြီးတဲ့နောက်မှာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအစင်အထိယာဒူးထိုးခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့မုံရွာနဲ့ချောင်းဦးမျိုးအဆက်ဖုံတို့ရွာလေးချောင်းတိုက်ခိုက်မှုအပါအဝင်စစ်ရဇဝတ်မှုတွေကိုဆူဆူရွာရွာပြန်လည်လှုပ်ဆောင်လာတာဖြစ်ပါတယ်။ လက်ရှိမှာမကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းဟန်တာဝရီပြူစော်တိရွာနဲ့ကလေးမြို့နယ်တောင်ပိုင်းကြံသာရွာကအကြမ်းဖက်ပူးပေါင်းစစ်ကြောင်းဟာမှန်တော်ရွာအတွင်းရောက်ရှိနေပြီးကလေးမြို့ကစစ်ကြောင်းနဲ့အတူကံကောမြို့ကိုကလေးကံကောလမ်းပိုင်းအတိုင်းလာနိုင်ခြေရှိတယ်လို့လဲကိုမင်းထက်တာကပြောပါတယ်ဟန်တာဝရီရွာကစစ်ကြောင်းကလည်းကလေးမြို့ဘက်ကိုရာသလောက်ထိုးဖောက်နေပြီးကလေးမြို့ဘက်ကလာတဲ့စစ်ကြောင်းနဲ့ကံကောကလေးလမ်းမကြီးတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားတဲ့အခြေအနေပါနောက်ပြီးစစ်တိုင်းတွေခြုံလိုက်တော့ နာမခါကချင်းပြည်နယ်အထိတာဝန်ယူရပါပြီ။အဲဒါကြောင့်ကလေးမျိုးပေါ်စူးစီးထားတဲ့ကောင်တွေကချင်းပြည်နယ်ဟာကားမျိုးဘက်တပ်ဖွဲ့၊စကိုင်းတိုင်းတမူးမျိုးဘက်တပ်ဖွဲ့နှစ်ဖွဲ့ခွဲပြီးရွေးကောက်ပွဲအမိပို့မယ်လို့သိရပါတယ်။အခုတောင်ပို့နေပါပြီ။နောက်ပြီးကလေးကနေဂံကောဘတ်ထိုးဖို့ဂံကောကဖြူဟာမှုကိုခေါ်တယ်လို့ထင်ပါတယ်လို့ရော်လင်တန်အဖွဲ့ဝင်ကိုမင်းတက်တာကသတင်းဌာနကိုပြောပါရယ်။အကြံဖတ်စစ်တဲ့အနေနဲ့ကလေးဂံကောလမ်းပိုင်းအပေါ်အင်အားလုံးရင်တုံပြီးစစ်ကြောင်းထိုးနေမှုတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း ကျန်တာရွာကနေတော်လန်ရေးတက်တွေပြန်လည်စုခွာပြီးထားရပါတယ်။ကလေးမျိုးနဲ့တောင်ပိုင်းမိတို့မြောက်ပိုင်းကကလေးတမှုခေါ်အာရှလမ်းမကြီးဘက်မှလည်းအကြံဖက်စေအုပ်စုက SNE, KTE, ULFA နဲ့နာက NSAC လက်နက်ကိုင်အင်အားတွေအသုံးပြုပြီးပြီးခဲ့တဲ့ဩဂုတ်လကလေးကစစ်ကြောင်းတွေထိုးနေရာတော်လန်ရေးတက်တွေနဲ့ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။ဆလပီစေအုပ်စု၏ဘုံကျဲတိုက်ခိုက်မှုများအတွက်အလဲဆိုတာရှိစမြဲဟု TNL ဘိုချုပ်တာဖုံးကျော်ပြောရတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် တောင်းတက်မတော် DNA တိမ့်ပိုက်ထိန်ချိုးရမြို့ရွာတွေကရက်သားဖြူသူတွေကိုပြစ်မှတ်ထားပြီးနေ့စဉ်ဖုန်ကျဲတိုက်ခိုက်မှုတွေအတွက်အလဲရှိလာမယ်လို့ DNA အထွေထွေအတွင်းရေးမှုကြောင့်ဘိုးချုပ်တားပုံးကျော်ကလူမှုကွန်ရက်ကတဆင့်ရေးသားပြောဆိုလိုက်ပါတယ်ဘိုးချုပ်တားပုံးကျော်ကမနက်နေခင်ညက်နေညတကောင်ဇက်တိုက်လေရင်ဖုန်ကျဲနေတာကျဲတဲ့သူကျဲဖို့စော်ဩသူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကိုထုံးတိချတို့မှတ်ထားမယ်အလဲဆိုတာရှိစမြဲပါလို့လူမှုကွန်ရက်မှရေးသားထားပါတယ် အကြံဖတ်စစ်တဲ့အနေနဲ့ TNL ထိန်းချုပ်ထားတဲ့နန်ဆန်မန်တုံမိုင်းငေါ်နဲ့မူကိုမြို့နယ်တွေမှာမနီညာပိုင်းကနေဒီနေ့နေ့လယ်ပိုင်းအထိလေကြောင်းကနေစက်တိုက်ပုံကျဲတိုက်ခိုက်နေတာတွေကြောင့်ကလေးငယ်တွေအပါဝင်အရက်သားတွေတည်ဆုံကအများအပြားဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလတရက်ကနေ၁၈ရက်အထိအကြံဖတ်စစ်တပ်ကလေကြောင်းကနေမန်တုံမြို့မှာ၃ကျိန်၊ကြောင်မဲမြို့မှာ၃ကျိန်၊ဒီပေါ်မြို့မှာ၅ကျိန်၊မိုင်းငေါ်မြို့မှာ၃ကျိန်၊မိုင်းလုံးမြို့မှာ၄ကျိန်၊နန်းဆန်မြို့မှာ၅ကျိန်၊နံမတူမြို့မှာ၅ကျိန် မိုးမိတ်မြို့မှာ၃ကြိမ်နဲ့မိုးကုတ်မြို့မှာ၃ကြိမ်စုစုပေါင်း28ကြိမ်ပုံကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ကဆိုပါတယ်။စေအုပ်စုရဲ့အဆိုပါပုံကျဲတိုက်ခိုက်မှုတွေကြောင့်တန်ကားတော်၂ပါးကလေးရှိရောက်အမျိုးသား12ယောက်နဲ့အမျိုးသမီး19ယောက်သေဆုံးခဲ့ပြီးကလေး17ယောက်အမျိုးသား16ယောက်နဲ့အမျိုးသမီး18ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်138လုံးစာတင်ကျောင်း၃ကျောင်းဖုန်ကြီးကျောင်း၃ကျောင်းကျောင်းဆောင်8ဆောင်နဲ့အစာဦး၄ခုတို့ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ တရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့အော်တိုဘားလာအတွင် TNL နဲ့အကြံဖက်စစ်တပ်တို့တရုတ်နိုင်ငံမှာတွဲဆောင်ဆွေးနွေးဖို့ရှိနေပါသေးတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။